ဒီနေ့မှာတော့မီဒီယာများမေးမြန်းနေတဲ့အကြောင်းအရာ၃ခုနဲ့ပတ်သက်ပြီးပြောကြားသွားမှာဖြစ်ပါတယ်။ဒီပထမဆုံးအကြောင်းအရာကတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအသိပညာပေးဇာတ်လမ်းဖြစ်တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ဇာကားနဲ့ပတ်သက်ပြီးပြီးရင်အဲဇာကားမှာပါဝင်တဲ့တရုတ်ဆောင်နေတဲ့ပတ်သက်ပြီးပြောကြားမှုတွေချင်းချောက်မှုတွေပြုလုပ်နေတဲ့ကိစ္စပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့နိုင်ငံတော်တာဝန်ကိုစတင် ယူစဉ်ကာလကတည်းကရခိုင်အစိုးရကဆောင်ရွက်သွားတဲ့မဲမတမာမှုတွေကြောင့်နိုင်ငံတော်တာဝန်ရယူခဲ့ရတာဖြစ်ကြောင်းနဲ့ကျွန်တော်တို့အစိုးရရဲ့ရှေ့လုပ်ငန်းစဉ်တွေဥတီချက်တွေမှာပြည်သူလူထုလူလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်သွားမယ်ဆိုတာကိုအမြဲတမ်းဥတီဆောင်ရွက်ခဲ့ပါတယ်။ဒါကြောင့်မလို့လဲကျွန်တော်တို့အစိုးရအနေနဲ့2025ခုနှစ် ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမယ်ဆိုတာတရားဝင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။အဲမျိုးကျင်းပဖို့အတွက်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလှုံ့ဆော်မှုတွေပညာပေးမှုတွေဆောင်ရွက်လျက်ရှိပါတယ်။ဒီလိုဆောင်ရွက်တဲ့နေရာမှာဒီခေတ်သမိုင်းကိုဒုံဆိုင်မိသူများဆိုတဲ့ရွေးကောက်ပွဲအသိပညာပေးဇာလန်းကိုအမှုပညာရှင်ပေါင်းညောင်များစွာပါဝင်ပြီးရိုက်ကူးခဲ့ပါတယ်။ အလိုရိုက်ကူးခဲ့တဲ့နေရာမှာတော့ကျွန်တော်တို့အနေနဲ့ဖြစ်ရမှန်တွေကိုအခြေခံထားပြီးပြည်သူလူထုကိုဒီမိုကရေစီလမ်းကြောင်းပေါ်ကိုဆောက်လှနိုင်ဖို့အတွက်ဥတီဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဒါလို့ဥတီဆောင်ရွက်ခဲ့တဲ့နေရာမှာလဲဒီမိုကရေစီကိုလိုလားပါတယ်ဆိုပြီးအကြမ်းဖက်လုပ်နေတဲ့လူတွေဒီမိုကရေစီကိုလိုလားပါတယ်ဆိုပြီးမဲလိမ်မဲခိုးမှုတွေကို အားပေးခဲ့တဲ့သူတွေအတွက်ကတော့အမှန်ကို အမှန်တိုင်းထုတ်ဖော်ပြသတာဖြစ်တဲ့အတွက်အနာဘောထုတ်ကြတယ်လို့တော့ ဖြစ်ကောင်းဖြစ်မှာပေါ့ဒါကြောင့်မလို့လဲဒါတွေနဲ့ပတ်သက်ပြီးဗျံပရာပြောဆိုမှုတွေချင်းချောက်ပြောဆိုမှုတွေရှိလာတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးခေတ်သမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇာလန်းကိုပြည်သူလူထုရဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းနိုင်ရေးမှာပါဝင်ကူညီပေးကြတဲ့အဲ့ဒီအသိပညာပေးဇာလန်းကိုပါဝင်ရိုက်ကူးပေးကြတဲ့အမှုပညာရှင်များပါဝင်ပံ့ပိုးပေးကြတဲ့သူများကိုအားလုံးကျေးဇူးတင်ကြောင်းပထမဆုံးပြောကြားလိုပါတယ်။ဒါ့အပြင်ချင်းချောက်နေတဲ့သူတွေဒါနဲ့ပတ်သက်ပြီးတော့ ဝေဖန်နေတဲ့သူတွေနဲ့ပတ်သက်ပြီးထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ဒါနဲ့ပတ်သက်ပြီးပြည်သူလူထုအထင်မြင်တွေ့မှရန်လှုံ့ဆော်ခဲ့တဲ့ဒါလိုက်တာမိုက်တီခေါ်တန်ထွန်းစွာစပ်ပိုတေယုတ်ဆောင်ကျော်ဝင်းထုတ်ကော်ကျော်မင်းထွတ်ဟာတာတေယုတ်ဆောင်ပုံတိုင်းခေါ်ဇော်မြင့်တို့ကိုကျွန်တော်တို့ဖန်စီအရေးယူခဲ့ပါတယ်အဲ့ထက်မှဒါလိုက်တာမိုက်တီကတော့ဒါရခင်ကအတိုင်းရာဇသီဥပဒေပုံမှန်905နဲ့အမှုဖွင့်လက်ခံရင်ဖြစ်ပါတယ် 2022ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာနောက်တစ်ကြိမ်ပြစ်မှုထမှန်ကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံရသောကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြားခံမှမိသောစီကံချက်နဲ့ပြစ်ဒဏ်လွန်ငင်းချမ်းသာခွင့်ရခဲ့တယ်ဆိုဖြစ်ပါတယ်။သူ့ကိုကျွန်တော်ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူထားပြီးယခင်ပြစ်ဒဏ်ကိုလည်းပြန်လည်ကြားခံစေရေးဥပဒေနဲ့အညီဆောင်ရွက်တော့မှာဖြစ်ပါတယ်။ ဒါပြင်ကျော်ဝင်းထုတ်ကော်ကျော်မင်းထွတ်အုံတိုင်းခေါ်ဇော်မင်းတို့နှစ်ဦးကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲများကိုနောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးဥပဒေနဲ့ထိရောက်ပြင်းထန်စွာအရေးယူသွားမှာ ဖြစ်ကြောင်းပြောကြားလိုပါတယ်။နောက်အကြောင်းအရာတစ်ချက်ကတော့ဒီနေ့ကျွန်တော်တို့ဖြစ်ပွားခဲ့တဲ့ PDF အမိကန်အကျမ်းပဲ့တမန်များနဲ့ပူပေါင်းအဖွဲ့များကရွှေဘိုကြောင်မြောင်းစင်ကူမန္တလေးသွားကားလမ်းပေါ်မှာရှိတဲ့အေယာဝတီမြစ်ကူတရား အေယော်ဒီတရရနာတိန်ခါကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့တဲ့တရင်ဖြစ်ပါတယ်ဒီနေ့မနေ့6နိုင်7မိနစ်ခန့်မှာ PDF အမိကန်ကျမ်းပတ်တမန်များနဲ့ပူပေါင်းအဖွဲ့တွေကမိုင်းထောင်ဖျက်ဆီးခဲ့ပါတယ်တရရဲ့ရည်လေတိုင်းတွေဖြစ်တဲ့တိုင်မ RB4 နဲ့ RB5 အကြားပြီးရင်တော့ RB6A2 ချိကလန်းနေရာတွေကျိုးကျပျက်စီးခဲ့ပါတယ်။ဒါကြောင့်မလို့မော်တော်ယာဉ်နဲ့ခီးသွွားပြည်သူများဖြတ်သွမ်းသွားလာနိုင်ခြင်းမရှိဘဲလမ်းမဆက်သွယ်မှု ပြတ်တောက်လျက်ရှိပါတယ်။အဲယန္နာသင်္ခါတရားတရားရှိ2480ပြီးရှိပါတယ်။2010ခုနှစ်ဧပြီလ16ရက်နေ့မှာစီမံကိန်းချစတင်ခဲ့ပြီး2013ခုနှစ်ဇူလိုင်လ24ရက်နေ့မှာစောက်လုပ်ပြီးစီဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်ပြောခဲ့သလိုပဲလမ်းတရားအခြေခံအဆောက်အအုံများဟာတိုင်းပြည်အတွက်အရေးကြီးတဲ့အားဖြစ်ပါတယ်။ပြည်သူလူထုရဲ့ လမ်းမဆက်သွေးရေးပြည်သူလူထုရဲ့စားဝတ်နေရေးပြည်သူလူထုရဲ့လူမှုစေဘွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးကြီးတဲ့အခြေခံအစအုံဖြစ်ပါတယ်။ဒါတွေကိုပြည်သူလူထုရဲ့လူမှုစေဘွားဘဝတွေပျက်စီးအောင်အခွင့်အရေးတွေနစ်နာရှုံးရှုံးအောင်လုပ်တာတွေကိုပြည်သူလူထုတရားလုံးအနေနဲ့လည်းဝိုင်းဝန်းစန့်ကျင်ပေးကြဖို့မြေတားရခံပါတယ်။တရားကိုပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းတွေကိုလည်းအများဆုံးကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။နောက်အကြောင်းအရာတစ်ခုကတော့ကျွန်တော်တို့ ဒါပြီးခဲ့တဲ့အာဆီယံအစည်းအဝေးမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဒါအမျိုးမျိုးကြောက်ဆုံနေတာတွေဝေဖန်နေတယ်ရှိပါတယ်ဒီထက်မှအာဆီယံဘုံသမောတူညီချက်900နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့လှုပ်ဆောင်ခဲ့ခြင်း မရှိတဲ့အတွက်မြန်မာနိုင်ငံကိုအာဆီယံအစည်းအဝေးမှာနိုင်ငံရေးအဆင့်ရှိတဲ့သူတွေကိုတက်ရောက်ခွင့်ရနေဒါဆက်လက်ပိတ်ပင်သွားမယ်ဆိုတော့ သတင်းကို အတိုက်ခံစန့်ကျင်ဘက်မီဒီယာများအနေနဲ့ထုတ်လွှင့်နေရများလဲတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောဆိုကြတာကတော့ဒီအာဆီယံဘုံသဘောတူညီချက်900ရက်နဲ့ပတ်သက်ပြီးတမိုင်းကြောင်းလေးပြန်ပြောခြင်းပါတယ်။ဒီ2021ခုနှစ်ဧပြီလအတွင်းမှာအီဒိုနီးရှားမှာပြုလုပ်ခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးကိုမြန်မာနိုင်ငံကနိုင်ငံအကြီးအကဲကိုဖိတ်ခေါ်ခဲ့ပါတယ်။ဒီအစည်းအဝေးမှာ ကျွန်တော်တို့လည်းပါဝင်တက်ရောက်ခဲ့ပါတယ်။ ဒီစီဝဲမှာတော့နိုင်ငံတော်အကြီးအကဲဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အနေနဲ့ဒါအဓိကအကြောင်းအရာ၃ခုကိုတင်ပြခဲ့ပါတယ်။အဲဒီအကြောင်းအရာတွေတော့နံပါတ်၁တပ်မတော်အနေနဲ့ဖေဖော်ဝါရီလ၁ရက်နေ့မှာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနိုင်ငံတော်တာဝန်လွှဲပြောင်းရယူခဲ့တဲ့အခြေခံအကြောင်းရင်းတွေနံပါတ်၂ကတော့စူပူဆန္ဒပြမှုများ ဖြစ်ပေါ်လာတဲ့အကြောင်းရင်းတွေစူပူဆန္ဒပြမှုအဆင့်တွေနံပါတ်၃ကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ဖွဲ့စည်းပုံရှေ့လုပ်ငန်းစဉ်တွေနဲ့ရည်မှန်းချက်တွေကိုပြောပြခဲ့ပါတယ်။အဲဒီမှာတက်ရောက်လာတဲ့အာဆီယံနိုင်ငံများကခေါင်းဆောင်များ အားလုံးပါပါတယ်။တေချာကျွန်တို့ရှင်းလင်းပြခဲ့ပါတယ်။မဲလိမ့်မဲခုံမှုတွေဖြစ်ပေါ်လာတဲ့အကြောင်းရင်းဒီမဲလိမ့်မဲခုံမှုတွေကြောင့်တပ်မတော်အနေနဲ့ဖြည့်ရှင်းပေးဖို့တောင်းဆိုခဲ့တဲ့အစင်းစင်တွေဥပဒေနီလန်ချောင်းအရာတောင်းဆိုခဲ့တဲ့အကြောင်းအရာတွေ နဲ့ပတ်သက်ပြီးအကျယ်တဝင့်ဒါပြောပြခဲ့ပါတယ်။ဒါလို့ပြောပြပြီးတဲ့အခါမှာဒီနိုင်ငံခေါင်းဆောင်အသီးသီးကလည်းအကြံပြုချက်တွေဆွေးနွေးခဲ့ပါတယ်။အဲ့ဒီအကြံပြုချက်တွေဆွေးနွေးခဲ့ပြီးမှဗိုလ်ချုပ်မေးမောင်းလိုင်းအနေနဲ့ဒီနိုင်ငံခေါင်းဆောင်ဒီအားလုံးရှိမှာပဲအချက်၃ချက်ပြောခဲ့ပါတယ်။နံပါတ်၁ချက်ကတော့ကျွန်တော်မြန်မာနိုင်ငံအပေါ်ကိုဒီစီဝေးကနေပေးလာတဲ့အကြံပြုချက်တွေနဲ့ပတ်သက်ပြီး အပြူသဘောဆောင်ပါတယ်ကောင်းမွန်တဲ့အချက်တွေပါတဲ့အတွက်ဒီအချက်တွေကိုပြည်တွင်းမှာလက်တလောဖြစ်ပွားနေတဲ့အခြေအနေများနဲ့ဆက်စပ်ပြီးအလေးပေးထည့်သွင်းစဉ်းစားသွားမှာ ဖြစ်တယ်နောက်ပိုင်းနေ့အချက်အနေနဲ့လက်ရှိမှာတော့ကျွန်တော်နိုင်ငံအနေနဲ့နိုင်ငံတည်ငြိမ်အေးချမ်းမှုရရှိရေးကိုဦးစားပေးဆောင်ရွက်နေရတဲ့အတွက်ပြည်တွင်းတည်ငြိမ်မှုအပေါ်မူတည်ပြီးအာဆီယံကအဆိုပြုထားတဲ့မြန်မာနိုင်ငံကိုလာရောက်တဲ့ခီးစဉ်ကိုစဉ်းစားသွားမယ်အကြောင်းနဲ့နံပါတ်3ချက်ကတော့ ကျွန်တော်တို့အစိုးရအနေနဲ့ရှေ့လုပ်ငန်းစဉ်900ကိုအကောင့်ထဲပေါ်ပါမှာအာဆီယံကအပြုသဘော ပါဝင်ကူညီပံ့ပိုးပေးလိမ့်မယ်နဲ့ဆက်လင်းပြီးအာဆီယံချာတာအာဆီယံဝေးအာဆီယံစပရစ်များအပေါ်အခြေခံမယ်ဆိုရင် နိုင်ငံကောင်းကျိုးအတွက်စဉ်းစားပေးမှာဖြစ်ကြောင်းလေးထားပြောကြားခဲ့ပြီးဖြစ်ပါတယ်ဒီနေ့မှာထပ်ပြီးပြောကြားလိုတော့အာဆီယံထိပ်သီးအစည်းအဝေးကနေပြီးမြန်မာအရေးနဲ့ပတ်သက်ပြီးထောက်ပြချက်တွေ အဲ့ဒီစည်းဝေးမှာဘုံသဘောတူညီချက်9ရက်ဆိုတာအာဆီယံထိပ်သီးအစည်းအဝေးပြီးကနေပြီးအတည်ပြုထုတ်ပြန်ခဲ့တာမဟုတ်ပါဘူးအစည်းအဝေးပြီးမှထွက်ပေါ်လာတဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်အကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံရဲ့အမျိုးသားကျိုးစည်းပွားနဲ့အချုပ်အခြာအန္တရာယ်ကိုမထိခိုက်စေပဲစ조사ပူပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတာကိုဥစွာပြောကြားလိုပါတယ်ဒီဘုံသဘောတူညီချက်နဲ့ပတ်သက်ပြီးအကြမ်းဖက်မှုများအများဆုံးရပ်တန့်ဖို့ဒါနဲ့ပတ်သက်ပြီးလည်းမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေလုပ်နေတာ NUG PDF အမြေခံအကြမ်းဖက်တောင်းကျမ်းသူတွေရဲ့အကြမ်းဖက်လုပ်ရက်တွေနဲ့ပတ်သက်ပြီးပြောကြားလိုပါတယ်2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကနေယခုနှစ်အော်တိုဘာလ25ရက်နေ့အတွင်းမှာရဟန်းတန်ခါတီလာရှင်နိုင်ငံဝန်ထမ်းများအပေါင်းအပြစ်မဲ့ပြည်သူ8149ဦးကို မတရားဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့အပြင်မိုင်းခွဲတိုက်ခိုက်မှုအကြိမ်တပေါင်းကျော်လောက်နဲ့မီးရှို့ဖျက်ဆီးခြင်း1300ကျော်လောက်ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးဒါအကြံဖက်လောက်ရတည်နဲ့ပတ်သက်ပြီးတမတော်အနေနဲ့နိုင်ငံတော်လုံခြုံရေးတာဝန်ကိုပူတတ်တာဝန်ထမ်းဆောင်နေတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်များနဲ့အကောင်ဆုံးစူးစမ်းကာကွယ်ပေးလျက်ရှိပါတယ်။ဒုတိယချက်ငင်းချမ်းစွာအဖြေရှာမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့အနေနဲ့2022ခုနှစ်ကကိုငြိမ်းချမ်းရေးနှစ်ဖြစ်သတ်မှတ်ပြီးလက်နက်ကင်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့9ဖွဲ့လက်မှတ်မထိုးထားတဲ့အဖွဲ့3ဖွဲ့စုပေါင်းတိုင်းသားလက်နက်ကိုင်အဖွဲ့10ဖွဲ့အပါဝင်နိုင်ငံရေးပါတီတွေနဲ့အကြိမ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။ဒါပြင်အခြေခံဥပဒေ2008ခုနှစ်ကိုပြင်ဆင်နိုင်ရေးအတွက်အချက်43ချက်ကိုသဘောတူညီဆောင်ရွက်ခဲ့ပါတယ်။မကြသေးမီအချိန်ကပဲကျွန်တော်တို့ NCA နှစ်ပတ်လည်နေ့ကိုဆောင်ရွက်ခဲ့ပြီးဆက်လက်ဆွေးနွေးမှုများဆောင်ရွက်လျက်ရှိကြောင်းပြောလိုပါတယ်။ဘုံသဘောတူညီချက်တတိယအချက်ဖြစ်တဲ့ အာဆီယံဥက္ကရာရဲ့အထူးကိုယ်စားလှယ်ကစစ်ဆတ်ဆွေးနွေးရမှာပံ့ပိုးကူညီဖို့ကိစ္စမှာလဲအာဆီယံကခန့်လိုက်တဲ့အထူးကိုယ်စားလှယ်ဆိုတာ2021ခုနှစ်ကနေလက်ရှိထိ9ဦးရှိပြီဖြစ်ပါတယ်။သူတို့ရဲ့မြန်မာနိုင်ငံဆိုင်ရာခီးစဉ်တွေကိုကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိပါတယ်။သူတို့နိုင်ငံရေးပါတီတွေအစိုးရအဖွဲ့ဝင်တွေနဲ့တွေ့ဆုံနိုင်ဖို့ကိုလည်းစီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။စတုတ္ထအချက်ဖြစ်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရင်းနဲ့ AHA စင်တာကနေပေးရတဲ့ကိစ္စတွေမှာလည်း အပြည့်အဝပူပေါင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ဒီလုပ်ငန်းတွေကိုစံလုပ်ငန်းစီမင်း SOP တွေအနေနဲ့လည်းသဘော တူညီခဲ့ပြီးဖြစ်ပါတယ်။နောက်ဆုံးဆက်အနေနဲ့အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်အဖွဲ့နဲ့မြန်မာနိုင်ငံသက်ဆိုင်သူတွေနဲ့တွေ့ဆုံတဲ့ကိစ္စဖြစ်ပါတယ်။အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်လာတိုင်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့လိုက်လောနိုင်တဲ့သူတွေနဲ့တွေ့ဆုံနိုင်ရေး အစိုးရအဖွဲ့ဝင်တွေအပြင်နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံလာရေးကျွန်တော်တို့ဆောင်ရွက်ပေးခဲ့ပါတယ်။ရာဇဝတ်မှုနဲ့ကျူးလွန်ပြီးရာဇဝတ်ပြစ်ဒဏ်ခံရတဲ့ထောင်ကြတွေနဲ့တော့ကျွန်တော်တို့တွေ့ဆုံခွင့်ပေးနိုင်ချင်မှာပေးပါလိမ့်မယ်။ဘယ်နိုင်ငံမှာကောတွေ့ဆုံခွင့်ပေးခဲ့တယ်လဲလို့ပဲဒါမိကွန်းထုတ်ချက်ပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးရဲ့လွတ်လပ်မှုအချုပ်အခြာအာဏာပိုင်ဆိုင်မှုဒဏ်တူရည်တူစုမှုနယ်မြေတည်တံ့ခိုင်မြဲမှုနဲ့အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာခြင်းအာဆီယံအဖွဲ့ဝင်များရဲ့ပြည်တွင်းရေးမှာဝင်ရောက်ဆက်ဖက်ခြင်းမရှိတဲ့အခြေခံမူတွေကိုအမြဲတတိပြုနိုင်ဖို့လိုမှာဖြစ်ပါတယ်။အာဆီယံဖွဲ့စည်းစတင်ဖွဲ့စည်းခဲ့တဲ့အချိန်အဖွဲ့ဝင်နိုင်ငံများအားလုံးသဘောတူလက်ခံထားတဲ့အာဆီယံချာတာအာဆီယံဝေးအာဆီယံစပစ်များအပေါ်မှာအခြေခံလိုက်နာဆောင်ရွက်ကြမယ်ဆိုရင်ကျွန်တော်တို့အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက်ပုံမူစည်းလုံးအကျိုးဖြစ်ထွန်းစေမှာဖြစ်ကြောင်း ြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါ